အနာဘယ်လာရုပ်ရှင်စကားတကွန်ကျူရန်လို့နာမည်နဲ့ရုံမတင်တဲ့အချိန်လုံးကဆိုရော့ဘတ်ဆိုတဲ့ယောလီယာအရန်ကိုနာမည်ကြီးခဲ့တယ်။ဒီယောလီကတော့ကျွန်တော်တင်ဆက်ပူးသမျှရုပ်တရေတဲ့ကလူအယုတ်လေးနဲ့မတူပဲမျက်ရည်လေးနဲ့ပိုးပြီးတော့တူတာပေါ့။မျက်လုံးနဲ့နဲ့မျက်နှာမှလည်းပွင့်ရတယ်။သူရဲ့တမူထူးခြားတဲ့အပြုံးတာမန်ကြည့်လိုက်ရင်တော့ချစ်စရာကောင်းတဲ့ကလေးကစားစရာအယုတ်လေးလို့ထင်ရပေမယ့်အမှန်တော့ဒီယောလီကကပါပေါ်မှာတော်တော်ကိုတရေချောက်ပြီးကြောက်ဖို့ကောင်းတဲ့ယုတ်ပါ။ နှစ်ပေါင်း116နှစ်တောင်တတန်းရှိတဲ့အယုတ်ဖြစ်နေပေမဲ့ခုချိန်ဒီတန်အောင်6လက်နေစေအယုတ်ဖြစ်သတ်မှတ်ခံရပါတယ်ဒီဇလန်လေးစခဲ့တာကတော့1904ခုနှစ် Robert Eugene Otto ဆိုတဲ့ကောင်လေးဟာသူ့ရဲ့အိမ်ကမိသားစုအတွက်အလုပ်လုပ်တဲ့အိမ်ပေါ်တယောက်စီကနေပြီးလက်လုပ်ရုပ်လေးတခုလက်ဆောင်ရရှိခဲ့တယ်။ကောင်လေးကလည်းအဲရုပ်လေးကိုအရန်ကြိုက်ပြီးအချင်းကနာလေးသွင်းမှပဲသူ့ရဲ့အကြိုက်ဆုံးရုပ်လေးဖြစ်လာခဲ့တယ်။အဲရုပ်လေးကိုသူနဲ့အမြဲတမ်းပေးမထားပြီးသူ့ရဲ့အချစ်ဆုံးတငယ်ချင်းတယောက်လိုပဲအမြဲဆက်ဆံနေတယ်။ ဒါပေမဲ့အချိန်ကြီးကြာလာတဲ့နဲ့အမျှအိမ်ထဲမှာရှိတဲ့ပစ္စည်းတွေပရိဘောဂတွေကအတော်များများပျောက်တာလို့ရိုက်ခွဲသားလို့တစားစီဖြစ်တာတွေတွေ့လာရတယ်။ဒါပေမဲ့မိဘတွေကသူ့ကိုအပြည့်ဝငံခိုင်းဖို့ယူခြင်းကိုပြောတဲ့အခါကျရင်သူကအမြဲတမ်းအဲ့ဒါရောဘတ်ဆိုတဲ့အယုတ်လုပ်တာတားလုပ်တာမဟုတ်ဘူးဆိုပြီးအမင်းငင်းတယ်။တော်တော်ကြားတဲ့အထိအဲ့လိုတွေဆက်ဖြစ်ပြီးယူခြင်းကလည်းအယုတ်လုပ်တာလို့ပဲဆွဆွဲနေတော့သူ့မိဘတွေကလည်းယူခြင်းကိုတပြေးပြေးနဲ့ဒေါသထွက်ပြီးမယုံမကြည်ဖြစ်လာကြတယ်။ဒါပေမဲ့တရက်တော့ညတဲ့ကောင်လောက်ကြီးမှာယူခြင်းကရုတ်တရက်ကြီးနိုးလာပြီး သူ့ပေးနားမှာမြဲဖက်ပြီးအိတ်တဲ့အယုတ်လေးပျောက်နေပြီးသူ့ရဲ့အိယာကကြေးမှထိုင်ပြီးစိုက်ကြည့်နေတာတွေ့လိုက်ရတယ်။နောက်တော့ချက်ချင်းဆိုလိုပဲအခန်းထဲမှာရှိသမျှပစ္စည်းတွေအဆက်မပြတ်ပဲလွင့်ထွက်ကုန်မှာတော့လေ။ယူချင်းရဲ့မိဘတွေကလည်းအိယာကလန်းလုံးလာပြီးသူတို့တားလေးအခန်းထဲကိုမြင်မြန်ပဲပြေးကြည့်တော့အခန်းတကားကိုဝင်ကြည့်လိုက်တာနဲ့အမျှကုနာကဘေးဒုက္ခဖြစ်နေတဲ့မှန်အားလုံးချက်ချင်းဆိုလိုပဲရက်သွားပြီးတိတ်ဆိတ်သွားတယ်။အခန်းတစ်ခုလုံးကလုံးဝရှုပ်ပွနေပြီးသူတို့ရဲ့တားလေးကတော့အခန်းတောင်လေးမှာကြောက်ကြောက်နဲ့ထိုင်နေပေမဲ့ အယုတ်ကတော့ကတင်ချီရင်မှာတစ်ဆက်မှကိုမလုပ်တာပါ။အဖေကကြုံခဲ့တာကစားလို့ယူဂျင်ကအဲ့ယုတ်လေးကိုပို့ပြီးတော့တော့အစွဲလမ်းရှိလာခဲ့တယ်။အခန်းထဲမှာအဲရိုဘတ်ဆိုတဲ့အယုတ်လေးနဲ့တော့စကားတွေပြောပြီးအသက်ရှိနေတဲ့လူကြီးယောက်လူမျိုးဆက်ဆံလာတယ်။တပြေးပြေးနဲ့သူ့မိဘတွေကလည်းအခန်းထဲမှာမရင်းနှီးတဲ့အတန်တွေကြားလာရတော့တပြေးပြေးနဲ့တတိထားမိလာတယ်။ဒါပေမဲ့သူတို့အခန်းထဲမှာသူ့သားကိုပြောနေတဲ့သူကဘသူလဲဆိုတာကြည့်ဖို့ဝင်လာတဲ့အခါတိုင်းမှာအဲ့အတန်ကိုမကြားရတော့ပြန်ဘူး။သူတို့ရဲ့သားလေးကိုဘသူနဲ့စကားပြောနေတာလည်းပြန်ပြီးတော့လဲ။ အဲအယုတ်လေးကိုပဲလက်ညှိုးထိုးပြတယ်။တခါလေကြရင်တော့ရောဘတ်ကဒေါသထွက်တက်ပြီးအခန်းထဲကပရီဘောကတွေကိုအရင်လိုပဲလွှင့်ပစ်လိုက်ဖျက်ဆီးလိုက်နဲ့ဆက်တိုက်လို့တယ်။ဒါပေမဲ့ဝင်ပြီးပြေးကြည့်ပြန်တော့လေအခန်းထဲမှာအကုန်ရပ်သွားပြန်အောင်။အဲ့လိုခြောက်လန့်မှုတွေယူချင်းတို့မိသားစုလေးတွေမဟုတ်ပါဘူး။ဘေးကအင်ကြီးချင်းနေတောင်တပြေးပြေးနဲ့ကြုံလာရတယ်။ယူချင်းကနေကင်းဘက်တွေကြာရင်ကြောင်ရောက်နေပေမဲ့အင်ရှိကဖျက်သွားတဲ့ကလေးတွေကအိမ်ရဲ့ပရင်းပေါက်ကိုတစ်ချက်ကြည့်လိုက်တဲ့အခါကျရင်အယုတ်ကပရင်းပေါက်ကနေပြီးကြည်နေတာစတာလို့ကြုံရပါတယ်။ ဒါပေမဲ့အဲ့ရုပ်ကိုတခြားဘက်လှည့်ပြီးတော့ချက်ချင်းပြန်ကြည့်လိုက်ရင်တော့ပျောက်ပျောက်သွားတတ်တယ်တဲ့ပါနောက်ထပ်ကြုံရတာကတော့သူတို့အိမ်အောက်ထပ်မှာပိုက်ပြင်တဲ့သူတယောက်တည်းရှိနေသောအိမ်ပေါ်ထက်ကယူချင်းခန်းထဲမှာလူတယောက်မှလည်းမရှိဘဲနဲ့ခြေဆောင်တန်းတွေရေတန်းတွေကြားရတယ်လို့ပြောပါတယ်ဒါပေမဲ့သွားကြည့်ပြန်တော့လည်းဘသူမှကိုရှိမနေပြန်ပါဘူးသူလည်းပြန်ထွက်သွားပြီးခဏလဲနေတော့စူညံတန်းတွေပြန်ကြားလို့သွားကြည့်တဲ့အခါမှာလည်းတခန်းလုံးရှုပ်ပွေနေပြီးဂုဏကအတန်းတွေထပ်ပြီးရက်သွားပြန်ပါတယ်တပီပီနဲ့နှစ်တိကြာလာခဲ့ပြီး ူချန်လက်အရွယ်ရောက်လာတော့အနုပညာကျောင်းကိုချီကာဂိုနဲ့နယူးယောက်မှာတက်ခဲ့ပြီးသူ့မိမနဲ့ US မှာပဲနေထိုင်ခဲ့တယ်။ယူချင်းကလည်းမိဘအိမ်ကပစ္စည်းတွေပြန်ယူပြီးသူ့ရဲ့မိသားစုအစ်တစ်ဖြစ်တဲ့အိမ်အစ်မှာနေဖို့အတွက်ယူလာခဲ့တယ်။အဲထဲမှာတော့ Robert ဆိုတဲ့အယောက်လေးကတော့ပါလာခဲ့သေးတာပေါ့။အဲယောက်လေးအတွက်ယူချင်းကထက်ကိုလေးမှာအထူးပြင်ဆင်ထားတဲ့ပရိဘောကလေးတွေအယောက်လေးတွေတောင်ထားပေးခဲ့တယ်။အထူးသဖြင့်တော့အခုချိန်ထိ Robert ရဲ့လက်ထဲမှာရှိနေတဲ့ဝတ်ဝင်ယောက်လေးပေါ့။ယူချင်းကသူ့ရဲ့ငယ်ဘဝတုန်းကချစ်တဲ့ငယ်ချင်းဖြစ်တဲ့အယောက်ကို ယူဆိုင်ပြုံနဲ့သူ့ရဲ့မိမကတော့ယူဂျင်းရဲ့အစွဲလမ်းကြီးတာနဲ့အယုတ်ကလည်းခြောက်ချားစရာကောင်းတာကြောင့်သူမကအဲ့တက်ကိုတက်ပြီးတိုင်းတောနဲ့ခပ်ပြီးပိတ်ဖို့အမြင်ပြောပါတော့တယ်။အဲ့ဒါကြောင့်ယူဂျင်းလည်းတနေ့တခါတကူကရောဘတ်ဆိုတဲ့အယုတ်နဲ့တွေ့ပြီးတိုင်းတကားတော့ခပ်ပြီးပိတ်တာတွေဆောက်လုပ်ရပါတော့တယ်။ဒါပေမဲ့ရောဘတ်ဆိုတဲ့အယုတ်ကတော့ဒီလိုလုပ်တာကိုသိကြိုက်ဖို့မပေါ်ပါဘူး။တခါလေကျရင် ရောဘတ်ယုတ်ကပဒင်းပေါက်မှထိုင်နေတဲ့သူ့ငယ်တငယ်ချင်းကြီးအပြန်အလှန်ကိုစောင့်ကြည့်နေလိုက်နေပေါ့။ ဒါပေမဲ့ယူချင်းအိမ်တစ်ကပတ်ဝန်းကျင်ကလူတွေကလည်းအယုတ်ကပရင်ပေါက်မှာစောင့်ကြည့်နေပြီးတော့ရုတ်တရက်ကြီးပျောက်သွားတာလို့ထက်ကြုံရပါတော့တယ်။အဲ့ဒီအိမ်ကြီးက၆လန်းတဲ့အယုတ်ကြောင့်ကောလာဟာလာတွေကလည်းမြို့တစ်မြို့လုံးထပ်ပြီးပြန့်လာခဲ့တယ်။တချို့ကတော့အဲ့အယုတ်ကခေါင်းတွေပါလုံနိုင်နေတဲ့ပါ။ယူချင်းအိမ်ကိုလာလေတဲ့ဧည့်သည်အချို့ပြောကြတာကလည်းအိမ်ပေါ်ထက်ကနေတဒုံလုံးစောင့်တဲ့အတန်းကြီးကြားနေရပြီးအဲခန်းပေါ်ကမိအိမ်ကြီးကလည်းလှုပ်နေတာလို့ပစ္စည်းတွေ ပရိဘောဂတွေဓပုံကာချက်တွေကမမြင်ရတဲ့အားတစ်ခုခုနဲ့တိုက်ချလို့လွင့်ထွက်သွားတဲ့ဖြစ်စဉ်တွေပါတွေ့ရတယ်လို့ပြောကြပါတယ်။ Robert Eugene Otto ဟာ1994ခုနှစ်မှာသုံးသွားခဲ့ပြီးအဲယုတ်လေးကိုတော့ Robert Ingo ဝယ်ခဲ့တဲ့အမျိုးသမီးကြီးကတိန်းထားခဲ့တယ်။နှစ်20လောက်ကြာပြီးတဲ့နောက်မှာ Florida က Force East Martello ပြတဲ့ကိုလှူဒန်းလိုက်တယ်။မလှူဒန်းခင်မှာလဲဒီယုတ်ကတရေချောက်ပြီးတော့ဂရုတစိုက်နဲ့စောင့်ကြည့်ပေးရမယ်နော်လို့သူမမှာခဲ့တယ်။ ြားတိုက်မှုတွေလည်းပထမတော့ရှေးကိကထုတ်တဲ့တာမန်အယုတ်ပါပဲလို့ဆိုပြီးဒီတိုင်းပဲပြကန်းမှာထထပင်မယ်နောက်ပိုင်းမှာတော့ဒူးစက်နဲ့အဖြစ်ပြက်တွေစပြီးကြုံလာရပါတော့တယ်အဲယိုလေးကထထတဲ့နေရာမှာမရှိပဲတခြားနေရာတွေရောက်နေတာလို့ညာဘက်ဂျူတီကြားတဲ့သူတွေမှလည်းပြကန်းတွေကခလင်းငုတ်တန်းတွေကြားရတယ်ပြကန်းတွေကပစ္စည်းတွေကိုလည်းမမြင်နိုင်တဲ့အားနဲ့တွန်းချတာတွေကြောင့်ရှေးအောင်ပစ္စည်းတွေပျက်စီးကြတာတွေလည်းကြုံရတာပေါ့အဲကာဆာလိုရောဘတ်ဆိုတဲ့ယောက်ကိုပြတိုက်တွေကမှန်ဘီရိုနဲ့လော့ခတ်ထားတာယနေ့အချိန်ထိပါပဲ ဒါပေမဲ့ Robert ဆိုတဲ့အယုတ်လေးကခီးသွွားတွေကိုဆွဲဆောင်နိုင်တဲ့အယုတ်ဖြစ်လာခဲ့တယ်။ပြားတိုက်မှုတွေခီးသွွားလမ်းညွန်တွေကလည်းလာကြည့်သူတွေကို Robert ကိုလေးလေးဆဆနဲ့ဆက်ဆံပြီးတပ်ပုံရရင်လည်းခွင့်ပြုချက်တောင်းပြီးမှရိုက်ဖို့ကိုအမြဲမှကြားလိမ့်ရှိတယ်။ and if he doesn't like you he ruins your camera so if robert can take another picture of you is that okay okay မဟုတ်ရင်တော့ robert ဟာတင့်ကိုကန်ဆိုးမုံမောင်ကြောက်လှုပ်ပြစ်မှာပါအလုပ်ပြုတ်တာလို့ငွေရေးကြေးရေး ရုပ်ပိုင်းဆိုင်ရာနာတာရှိယောဂါဖြစ်တာတို့လေကားတိုက်တာတို့စတာတွေဖြစ်လာမှာပါ နေ့စဉ်နေ့တိုင်းရောဘတ်စီကိုတောင်းပန်စာတွေခွင်းလွတ်ဖို့စာရေးတွေလေးလေးစားစားမလုပ်တဲ့ခီးသွားတွေစီကနေအမြဲရောက်လာပါတယ်ရောဘတ်ဆိုတဲ့အယောက်ကြောင့်ပဲရောဘတ်ဒသောဆိုတဲ့အမည်နဲ့ရုပ်ရှင်ဇာတ်ကားတွေအများကြီးထွက်ရှိလာခဲ့တယ်ကျွန်တော်ဒီလိုပြောတာလောက်ကျန်ပြောရလို့ထင်ရတယ်ထင်ပါပေါ့အကယ်လို့တင်တာမယုံကြည်လို့ရောဘတ်ဆိုတဲ့အယောက်ကိုတွားကြည့်ရင်တော့ဖလော်ရီဒါက East Model လို့ပြတိုက်မှာတွားရောက်စမ်းသပ်နိုင်ပါအပြား ဒီဗီဒီယိုလေးကိုကြိုက်နှစ်တိုင်း like and subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်နောက်ထပ်ဗီဒီယိုလေးမှာထပ်တွေ့ပါမယ်